ရာဝတီတိုင်းဟင်းသနခရိုင်တွေကအလေးမျက်နှာမြို့နယ်တွင်အရခတတော်အေနဲ့စစ်ကောင်စီတပ်တို့တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီတပ်ကအစမှုရန်တင်နန်းစင်တသားသိအင်အားပေးပို့ပြီးခုခံတိုက်ခိုက်နေပါတယ်။မနေ့ကအော်တိုဘားလ17ရက်မနက်အစောပိုင်းကတပ်သားတွေတင်ဆောင်လာတဲ့စစ်ကောင်အစီး20ကျော်ဟာဇလုံနဲ့ဟင်းသနမြို့ကိုဖျက်ပြီးလေးမျက်နှာမြို့ဘက်ကိုဥတီသွားတယ်လို့ဟင်းသနမြို့လေတော်ရက်ကဒေသခံတူကပြောပါတယ်။လေးမျက်နှာမြို့ရဲ့အရှိတ်ဘက်မှာဟင်းသနတောင်ဘက်မှာကျုံပြောရေကြီးမြို့နဲ့ ညောင်ဘက်မှာတော့အင်ကပူမြို့တွေရှိပါတယ်။ရခိုင်ပြည်နယ်တောင်ပိုင်းကအေးအေးသိမ်းယူထားတဲ့ဂွားမြို့နယ်နဲ့လေးမျက်နှာမြို့ဟာရခိုင်ရိုးမသာချားပါတယ်။လေးမျက်နှာမြို့နယ်ထဲကအစစ်ကောင်စီတပ်စခန်းတွေကိုပြီးခဲ့တဲ့ဇွန်လဆမ်းမှာအေးအေးနဲ့ပူပေါင်းတပ်ကအစတင်တိုက်ခိုက်ခဲ့ပါတယ်။ဆက်ဆက်ယူကျေးရွာအပေါ်ဝင်စခန်းတချို့ကိုအေးအေးနဲ့ပူပေါင်းတပ်တွေကအသိမ်းယူထားတာပါ။အေးအေးသိမ်းယူထားတဲ့နေရာတချို့ဟာဟင်္ဒရာခရိုင်ကွင်းကောက်မြို့မှာရှိတဲ့စကောင်စီတပ်ရဲ့အမှတ်9တမ်းမြင့်လေးကျင်ရဲ့တန်တန်းကြောင်နဲ့ငေါမိုင်ခန့်တာကွာဝေးတယ်လို့သိရတာပါ။ ဲ့ဒီစစ်တနန်းကျောင်းစီကိုလည်းတနန်းစင်တသားအစ်တွေပေးဖို့ပြီးစစ်ကောင်စီတပ်ကကြိုတင်အင်အားဖြည့်ထားပါတယ်စစ်ကောင်စီတပ်ကဆုံးရှုံးထားတဲ့တက်စကန်တွေပြန်ရဖို့အထူးဆက်ပြင်ဆင်နေရကြောင်းအေအေဥဆောင်တဲ့ပူပေါင်းတက်တွေဟာအေယာဝရီတိုင်းတွေကလင်းမြေနာမြို့နယ်အပေါင်းဝင်ရခိုင်ပြည်နယ်တောင်ပိုင်းနဲ့မကွေးတိုင်းပဲခူးတိုင်းတို့ကိုဆက်သွယ်ထားတဲ့ရခိုင်ရုံးမပေါ်ကအလံဝိုင်းတွေကိုစုံမိုးထားတဲ့ဗျူဟာကုန်းတွေမှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေပါတယ်လက်ရှိမှာဆိုရင်အမ်ပဒန်လမ်းပိုင်းမှာရှိတဲ့နယ်ရေကန်ဗျူဟာတောင်ကုန်းအုတ်ရှိပင်လမ်းပိုင်းက တောင်ကျိုးပြွာကုန်းတွေမှာတိုက်ပွဲတွေဖြစ်နေတယ်လို့အေအေကအထုတ်ပြန်ပါတယ်။အဲ့ဒီတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ရဲ့အစစ်မှုထမ်းတင်တန်းစင်းတွေတိုက်ဆုံတာများပြီးဖမ်းမိတာတွေလည်းရှိနေတယ်လို့အေအေကအသိပေးထားပါတယ်။အေအဝရီတိုင်းလင်းမျက်နာမြို့နယ်အတွင်းကတိုက်ပွဲတွေကြောင့်ဆစ်ရှောင်းပြည်သူ9000ကျော်ရှိနေပြီးအကူအညီတွေလိုအပ်နေတယ်လို့ကုညီကေစရေးလှုပ်ဆောင်နေသူတွေကတောင်းဆိုထားကြပါရှင့်။